ရန်ကုန်မှာထမရဲ့ယင်းတစ်ခါတော့ကဖြစ်သွားတာသားမိနှစ်ယောက်နော်သမီးလေးကအောက်ဆင်းပြီးရှေ့ကစီးရကနေနောက်အမေဘက်ကိုသွားမလို့ကားပေါ်ကနေဆင်းလိုက်နောက်ကားတစ်စီးကမောင်းပြီးတော့ပါသွားလိမ့်ရဲ့ကပ်ပြီးတော့ကားပေါ်ကဆင်းငါရှိသေးတယ်အဲ့ဒါကားတိုက်ပြီးတည်သွားတယ်ပြောလို့ဘယ်ဟာမှမရနိုင်ဘူးပေါ့ချက်ချင်း ဘဝအဆုံးသက်သွားကြအဲ့ဒီလိုပဲကိုမျောလင့်တာမဟုတ်ပဲနဲ့လည်းပဲဆုံးသက်သွားတယ်မျောလင့်ထားတဲ့ဝေဒနာနဲ့လည်းသိချင်မှသိတယ်လောကမှာဘလို့သိမယ်ဆိုတာဘသူမှသတ်မှတ်ထားလို့မရဘူးသတ်မှတ်လို့မရတဲ့အရာ၅မျိုးဆိုပြီးတော့ရသဗျာဟောတာရှိတယ်ဇီဝိတမင်းအသက်ဘယ်လောက်ရှင်မယ်ဘယ်လောက်နေရမယ်ဆိုတာသတ်မှတ်ချက်မရှိဘူး ပြာတိဘာယောကနဲ့သိမဲဆိုတာလဲသတ်မှတ်ထားတာမရှိဘူးကာလဘယ်ချိန်သိမဲဘယ်ခုနှစ်ဘယ်နှစ်နှစ်ဘယ်လမှသိမဲဆိုတာလဲသတ်မှတ်ထားတာမရှိဘူးသိသွားပြန်တော့ရောကိုယ့်ရဲ့အလောင်းကိုဘယ်နေရာမှာမြုပ်နှံမဲဆိုတာလဲသတ်မှတ်ချက်မရှိဘူးဟောလိမ်မြန်ပြက်ကြလို့သိသွားတဲ့လူတွေဟာ လွမ်းသူပန်းခွေချတာတော့ပင်လေထဲမှာပန်းကျက်ရတဲ့အစင်မျိုးတွေလည်းရောက်တာလေပဲရောက်လို့ရောက်တော့မှမသိတာလေလည်းရှိအဲ့တော့ကိုယ်လောင်းဘယ်မှာချမယ်ဆိုတော့လေသတ်မှတ်ထားတာမရှိနောက်ဆုံးမှာသိပြီးတော့နောက်ဘဝဘယ်ဘဝရောက်မယ်ဆိုတော့လေသတ်မှတ်ချက်မရှိဘူးအဲ့ဟာသတ်မှတ်ချက်မရှိမသိနိုင်တဲ့အရာ၅မျိုးလို့ဆိုလို့ရပေါ့ဒါကြောင့်မို့မသိနိုင်တဲ့အတွက်ကြောင့် မသိနိုင်ဘူးဆိုတာကြွတင်သတ်မှတ်ပြီးတော့ထိပ်ပေးထားလို့မရတဲ့အရာလေးလို့ဆိုလို့ရတယ်။အဲဒါမိမိတို့ကိုယ်တိုင်က ever ready အစင်ထာဝရရှိနေရမယ်။ကောင်းတဲ့ဘက်ကနေပြီးတော့ထာဝရ ready ဖြစ်နေရ။ကိုယ့်ရဲ့အတွေးတွေကမှန်ကန်တဲ့အတွေးနဲ့အချိန်မီကိုယ်ဟာအစင်သင်ဖြစ်နေရဖြစ်နေတဲ့ပုံစံမျိုးစိတ်ကိုထိမ့်သိမ်းဆောရှောက်အောင်လို့ဒီလိုဆိုလို့ပေါ့နော်။ အဲ့တော့ဒီဓမ္မပရဒေသနာတော့မှာမြတ်စွာဘုရားဟောလိုက်တာအေးပန်းအလှတွေကိုရွေးချယ်နေတဲ့တမက်တမောကြီးပန်းအလှတွေကိုရွေးချယ်နေတဲ့ပုဂ္ဂိုလ်လိုပဲကာမဂုဏ်အာယုန်တွေကိုကိုယ်စိတ်တိုင်းကြရွေးချယ်ခံစားနေလို့အာမရခင်မှာပဲတေမင်းကခေါ်သွားတယ်ဆိုတဲ့ဒီစဉ်းစားရမယ့်အချက်ကလေးတစ်ခုမြတ်စွာဘုရားသင်္ကန်းစာပေးပြီးတော့ဟောတာ